ဆယ်ကျော်တာနဲ့အမျိုးသမီးတွေဘာဖြစ်လို့စိတ်မပါတော့တာလဲအိမ်အောင်ရေးပါယောက်ျားလေးတွေကစိတ်ပါပြီးတော့အမျိုးသမီးတွေစိတ်မပါရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးဒီနေ့ဒီဗီဒီယိုလေးကို သေချာလေးနားထောင်သွားတော့တချို့တွေတကယ်ကုန်မှာပေါ့နော်ဒီ40ကျော်ဆိုလို့ရှိရင်အိမ်တော်ကြီးပြိပခါတွေဖြစ်နေကြတဲ့လူတွေအများကြီးပဲအပေါ်ဆုံးကကျတော့45နဲ့55ကြာအမျိုးသမီးတွေပေါ့နော်ယာစီဆုံးချိန်အမျိုးသမီးတွေကအိမ်တော်ကြီးတော်တော်ကတော့ကဆဖြစ်တယ်ပေါ့နော်အဲ့ဒါကကျတော့အမျိုးသားတွေဘက်ကနားလည်ပေးဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတယောက်ဒီအသက်အရွယ်ကြောင့်အတူနေခြင်းစိတ်မရှိတာလားဒါမှမဟုတ်ရင်ဘာကြောင့်မရှိတာလဲဆိုတာကိုသိထားမှကိုယ့်အနေနဲ့နားလည်ပေးရမှာပေါ့နော် အမျိုးသားတရားအသက်40ကျော်ပြီဆိုရင်အဲ့ဒီမျိုးသားတန်တုံးမြန်တုံးသူတို့အတွက်ကကြတော့ဒီအိမ်တော်ရေးကိစ္စအကိုသူတို့ကလုံးဝစိတ်ဝင်တစားနဲ့ရှိတော့မသိဒါပေမဲ့အမျိုးသမီးတွေကကြတော့အဲ့ဒီ40ကျော်ပြီဆိုရင်မရှိတော့အခုဆိုရင်40ကျော်ပြောနေခလေးတစ်ယောက်လောက်မွေးပြီး30ကျော်ကျော်နဲ့ကိုအဲ့ဒီစိတ်မရှိတော့တာခက်တယ်ဖြူလေးတော့ဆိုလို့ရှိရင်လေဘလောက်လဲပြောရမယ်ဆိုရင်30လောက်မပြည့်သေးဘူးအဲ့ဒီစိတ်ကိုမရှိတော့လောက်အောင်ဖြစ်တာအမှန်တကယ်တော့အဲ့ဒါမကျမ်းမာခြင်းနေစတယ်ဟာ ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတွေမှာခန္ဓာကိုယ်မှာဟော်မုန်းတွေညှော့နေလာတဲ့အခါမှာပေါ့နော်ပင်မနှွမ်းနယ်မှုတွေဖြစ်လာတယ်နည်းနည်းလို့ရင်များများမောလာတယ်ပြီးတဲ့အခါကျရင်လေ ရီးစားပွားတော့ငါပေါ့နော်ကလေးမရခင်ကတော့ကောင်းကောင်းမွန်မွန်ပြောပါတယ်ကလေးတွေရပြီးရောကလေးတယောက်နှစ်ယောက်လည်းရရောအမျိုးသမီးတွေကကိုရီးမောင်ရီးမလာတော့ဘူးအာအဖေတွေအမေတွေဖြစ်ကုန်နေနော်စကားပြောလို့ရှိရင်ကျဉ်ကျဉ်တန်းတန်းနေဖြစ်ကုန်နေဘာဖြစ်လို့လဲသိလားသူတို့ကတနေ့တနေ့ပေါ့နော်လုံနေရတဲ့စိတ်ပင်ပန်းမှုတွေစိတ်ပြည့်စည်မှုတွေညားလာတဲ့အခါမှာအယားယားကိုစိတ်တူဒေါသထွက်လွယ်တာပေါ့နော်အဲ့လိုပြဿနာတွေဖြစ်တယ်နောက်တစ်ချက်ကကြတော့တားဆီးထိုးရတဲ့အမျိုးသမီးတွေဆိုပြီးပူလောင်ဆိုးသေးတယ်ဟော်မုန်းအစိုက်တွေကြောင့်ခန္ဓာကိုယ်မှာအသားရည်ညစ်လာတာအဝ လွန်လာတာပြီးတဲ့ခါကျလို့ရှိရင်မင်းကို၆ခန်းတာတွေလည်းဖြစ်လာခဲ့တယ်။ဒါကြောင့်မို့အတူနေဖို့စိတ်မပါတာတွေမျိုးပေါ့နော်။ပြီးတဲ့ခါကျရင်အတူနေတဲ့အခါမှာဆိုလို့ရှိရင်လည်းနာတယ်ကျင်တယ်နာတယ်ပေါ့နော်။အဓိကတော့တိတ်ချောက်တဲ့မျိုးသမီးတွေဆိုရင်အတူနေရင်နာတယ်အတူနေရင်သွေးပါတာဖြစ်တဲ့အကြောင်းမို့အဲ့လိုအတူနေဖို့ကြောက်ကြတယ်မိုးချုံမှလောင်ကြောက်တယ်ဆိုပြီးတော့ဖြစ်တာပေါ့နော်နောက်တချို့တွေကကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်လက်ရှိဟိုအိမ်အောင်ရေးမှာကြတော့ပေါ့နော် ဖွင့်ပြောတယ်တချို့တွေကဖွင့်ပြောတဲ့အတွက်ကြောင့်မို့စိတ်မပါနဲ့လက်ခံပြီးကြတာလည်းရှိတယ်တချို့တွေကဖွင့်မပြောတဲ့အခါကျတော့ဒီတိုင်းပဲဖာတိပါသာနေရင်းနဲ့မှအိမ်ကောင်းကြီးအဆင်မပြေမှုတွေဖြစ်သွားတာဒါကြောင့်ကိုစိတ်ပါနေလားစိတ်မပါဘူးလားကို့အမျိုးသားနဲ့နေတဲ့အခါမှာအိမ်ကောင်းကြီးဘယ်လိုရှိလဲဆိုတော့ကိုကိုယ်တိုင်အသိဆုံးတော့အဲ့ဒီလိုတွေဖြစ်လာပြီဆိုလို့ရှိရင်တော့အမျိုးသမီးတွေကအိမ်ကောင်းကြီးအတွက်ရောတစ်ဖက်မှာမိရဲ့နဲ့ပတ်သက်တဲ့ပြဿနာတွေကိုမှစတင်နေပြီဆိုတာကိုဒါလက္ခဏာပြနေတာမိရဲ့စပြီဆိုတဲ့အမျိုးသမီးက ိတ်မပြောခြင်းတွေဖြစ်လာမယ်စိတ်ပြည့်စည်မှုတွေအရန်တွေများလာမယ်ပြီးတဲ့အခါကျလို့ရှိရင်ဘောနော်နည်းနည်းလို့ရင်များများမောလာတာတွေဖြစ်လာလိမ့်မယ်ပြီးတော့ဒီခန္ဓာကိုယ်မှာရှိတဲ့အကျောတွေကြွက်သားတွေအားနည်းလာတယ်အဲ့ဒါကြောင့်မို့ဒီစီလန်းကြောင်းမှာဆိုလို့ရှိရင်လဲစီးခဏခဏသွားတာဝမ်းချုပ်တာတွေလည်းကြုံရတယ်အဲ့လိုဖြစ်နေကြတယ်ဟုတ်လား